အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ရဲ့လက်ချက်နဲ့တေဆုံးခရရူလက်နက်ကင်၁၀ဦးဟာတမူးခရိုင်ပါကာဖတပ်ဖွဲ့ဝင်တွေဖြစ်နိုင်ခြင်းများနေတယ်ဆိုတဲ့သတင်းကိုပြောပြပေးပါမယ်။စကိုင်းတိုင်းတမူးမြို့နယ်ချန်နယ်ခရိုင်ကြားထိဆက်နေတဲ့မြန်မာအိန္ဒိယနယ်စပ်လိုင်းပေါ်မှာမေလ၁၄ရက်နေ့ကအိန္ဒိယလုံခြုံရေးတပ်ဖွဲ့နဲ့ပိုတိုက်ထိတွေ့မှုဖြစ်ပြီးတဲ့နောက်တေဆုံးခရရတဲ့လက်နက်ကင်တပ်ဖွဲ့ဝင်၁၀ဦးဟာတမူးခရိုင်ပါကာဖအဖွဲ့ဝင်တွေဖြစ်နိုင်ခြင်းများနေကြောင်းစုံစမ်းသိရှိရပါတယ်။မေလ၁၄ရက်နေ့မှာအာတန်ရိုင်ဖယ်တပ်ရင်းဟာ စစ်တွေးကြွတပုံတရလှရှားမှုနဲ့ပတ်သက်ပြီးထောက်လန်းရေးသတင်းတွေရရှိပြီးတဲ့နောက်စစ်စင်ရေးပြုလုပ်ချိန် New Center ကြီးရွာနီးအပြန်အလှန်ပြစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။အဆိုပါဖြစ်ရပြီးတဲ့နောက် Autumn Rifle တပ်ရင်းရဲ့လက်ချက်နဲ့တေဆုံးခဲ့ရတဲ့လက်နက်ကင်တပ်ဖွဲ့ဝင်10ဦးဟာစစ်တွေးကြွတပုံတွေမဟုတ်ပဲတမူးခိုင်ပါကဖတပ်ဖွဲ့ဝင်တွေဖြစ်နေတယ်လို့သတင်းတွေထွက်ပေါ်လာနေပါဗျ။အိန္ဒိယစစ်တပ်ရဲ့အရှိပိုင်းစစ်ဌာနချုပ်ကလည်း Channel KI News Center ကြီးရွာနီးမှာလက်နက်ကင်တပ်ဖွဲ့တွေရဲ့လှုပ်ရှားမှုရှိနေကြောင်းသတင်းရရှိမှုကြောင့်မေလ14ရက်နေ့မှာ Spear Crop အောက်ရှိ Artan Rifle အဖွဲ့ကစစ်စင်ရေးတစ်ခုကိုစတင်ခဲ့ကြောင်းလက်နက်ကင်တပ်ဖွဲ့ဝင်10ဦးကို ရှင်းလင်းနိုင်ခဲ့ပြီးလက်နက်ပစ္စည်းအများပြားတင်စီရရှိခဲ့ကြောင်းကိုမေလ15ရက်နေ့မှာ H လူမှုကွန်ရက်မှာထုတ်ပြန်ထားပါတယ်။တေဆုံးသူတွေရဲ့ချက်လက်အသေးစိတ်နဲ့ပတ်သက်လို့တာဝန်ရှိသူတွေကဆက်လက်ထုတ်ပေါ်ပြောကြားတော့မှာဖြစ်ပြီးဖြစ်ပွားခဲ့တဲ့နယ်စပ်တစ်လျှောက်မှာ ပြည်ထောင်ဝဲတပ်ဖွဲ့ PDF နဲ့ပါကာဖရီရဲ့လှုပ်ရှားမှုနဲ့ပတ်သက်လို့အိန္ဒိယဘက်ကစုံစမ်းနေတယ်လို့သိရပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်လို့အိန္ဒိယသတင်းဌာနတစ်ခုဖြစ်တဲ့ NDTV ကလည်းမဏိပူရာပြည်နယ် Channel KI မှာအာတန်ရိုင်ဖယ်တပ်ဖွဲ့ထိုးစစ်ပြုလုပ်ရာတော်လိုင်းရေးသမား10ဦးတေဆုံးဆိုတဲ့ကောင်းစဉ်နဲ့သတင်းရေးသားထားပါတယ်။ CNA နဲ့ BOT တို့ရေးသားဖော်ပြထားတဲ့အချက်လက်တွေအရတော့အိန္ဒိယလုံခြုံရေးအာတန်ရိုင်ဖယ်တပ်ဖွဲ့ရဲ့လက်ချက်ကြောင့်တေဆုံးခဲ့ရတဲ့လက်နက်ကင်10ဦးဟာ တမူးခိုင်ပြည်သူ့ကာကွယ်အဖွဲ့ပါကာဖာရီဖြစ်တယ်လို့တရှိရပါတယ်မြန်မာ Global News ဟအနေနဲ့တမူးခိုင်ပြည်သူ့ကာကွယ်အဖွဲ့ထံဆက်တွယ်ဖို့ကြိုးစားခဲ့ပေမဲ့ဆက်တွယ်ရေးလိုင်းခက်ခဲတွေကြောင့်လက်ရှိချိန်ထိဆက်တွယ်လို့မရသေးပါဘူးတမူးမျိုးဟာအာနာတိန်စစ်တပ်ရဲ့ထိန်းချုပ်မှုအောက်မှာရှိနေပေမဲ့တမူးမျိုးနဲ့အတွင်းဒေတာအများပြားကိုတော်လိုင်းတက်ဖွဲ့တွေကမကြာခဏစစ်ဆင်ရေးတွေစောင့်ကြည့်လက်ပတ်မှုတွေပြုလုပ်လို့ရှိတဲ့မျိုးတစ်မျိုးဖြစ်ပါတယ် မကြာသေးမီကာလအတွင်းမှာအိန္ဒိယလုံခြုံရေးတပ်ဖွဲ့တွေနဲ့ PDF တပ်ဖွဲ့တွေကြားဆက်ဆံရေးဆိုးရွားခဲ့ပြီးဒီအကြောင်းရင်းကြောင့်အိန္ဒိယဘက်ကတင်းမာလှုပ်ရှားမှုတွေကြောင့်ဖြစ်ပေါ်လာတယ်လို့ CNA ကရေးသားဖော်ပြထားပါတယ်